မေကန်ကြောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အမတ်၁၀အမတ်၁၇အမတ်၂၄ဆိုတဲ့တရင်သုံးခုကမြမပြည်တွင်းစစ်မှဝင်ရောက်ဆုတ်ဖတ်တော့မယ် AA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော့မယ် drone နည်းပညာနဲ့ရိတ်ခါစေဝါနဲ့ တို့ဒီကစစ်ပွဲတစ်ခွဲမှာရိတ်ခါလည်းတိတ်ပြီးရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်ပြီးရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိတ်ခါဒီစီးဝါးဒီနဲ့တုံးနေပညာတွေထောက်ပံ့တော့မယ်ဆိုတဲ့တဲ့လူမှုကွေရမှာပြန်ထန်လာတယ်ဒါအပြင်မင်္ဂလာတိမှာရှိတယ်တဲ့ကော့ပစား၄စိတ်ကိုတိုးချဲ့နေပြီးတော့အဲ့ဒီ၄စိတ်ထဲမှာအာဒရုန်းအခြေလိုက်စကန်နေတိစောက်မယ်အဲ့ဒီကနေဒီစိတ်အင်းနဲ့စီအက်ကိုထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်အာဘယ်သူက AA နဲ့ CNF ကို American နောက်ခံဖြစ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကကုညီမီတရင်ထွက်နေသည့်အပေါ်မပူဒုမဟာသွေးအထူးတုံ့တက်ချက်တင်ဆက်ပေးခြင်းပါတယ်ရခိုင်ပြည်ကအာရခတပ်တော် AA နဲ့ချင်းပြည်နယ်ကချင်းမျိုးသားတအူ CNF တို့ကိုအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကထောက်ပံ့မှုတွေပေးမယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ North East News သတင်းဌာနကဧပြီလ15ရက်နေ့မှာရေးသားထားပါတယ်မြန်မာစာဖတ်ပရိသတ်တွေကြားမှာလဲဘင်္ဂလားဒေ့ရှ်က AA နဲ့ CNF ကိုစီရီးအရာကူညီပေးမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအံ့ဩနေကြပြီးကြိုးဆိုထောက်ခံတဲ့သူတွေလည်းရှိနေပါတယ် မြန်မာစစ်တပ်ကိုတိုက်ခိုက်နေတဲ့အာရခတပ်တော်နဲ့ချင်းမျိုးသားတအူးလို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အမေရိကန်တို့ကကူညီမယ်ဆိုတဲ့အကြောင်းကို North East News သတင်းဌာနကဘင်္ဂလားဒေ့ရှ်အစိုးရဖွဲ့ကိုအတည်ပြုထားတာမဟုတ်ပါဘူး။ဒါပေမဲ့သတင်းရဲ့အဆိုအရတော့ဘင်္ဂလားဒေ့ရှ်ကစစ်တပ်၃ခုလောက်ဟာ AA နဲ့ CNF ကိုကူညီပေးမှာဖြစ်ပြီး AA ကရခိုင်ဘင်္ဂလားနယ်စပ်မှာတောင်ကျမ်းသူတွေကိုပို့ထောက်ပံ့ပေးမယ်လို့ပြောဆိုထားပါတယ်။ တစ်ဖက်မှာတော့ဘင်္ဂလားဒေ့ရှ်အစိုးရဟာအကြမ်းဖက်စစ်ကောင်စီကိုထောက်ခံပြီးမူဆလင်ပြန်ပို့ရေးကိစ္စကိုယခုလအစောပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးခဲ့ပါသေးတယ်။အာရခတ်တော် AA နဲ့ CNF ကိုထောက်ပံ့မယ်လို့မပြောခင်ပြီးခဲ့တဲ့လကအမေရိကန်စစ်တပ်အရာရှိတအူးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတအူးကဘင်္ဂလားဒေ့ရှ်စစ်ကိုလာရောက်တွေ့ဆုံခဲ့ပြီး AA ရဲ့အခြေအနေတွေကိုလေ့လာသွားတာရှိပါတယ်။မင်္ဂလာပါကျွန်မမဟုတ်တူမာသေးပါရှင်။ ဒီနေ့2025ခုနှစ်ဧပြီလ20ရက်နေ့ဖြစ်ပါတယ်။အမေရိကန်ကျောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အမတ်30အမတ်29အမတ်24ဆိုရဲတရေသုံးခုကမြန်မာပြည်ကစင်မှာဝင်ရောက်ဆော့ဖတ်တော်မယ် EA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော်မယ် drone ပညာနေရိတ်ခါစေဝါနဲ့ တော်ဒီကစစ်ပွဲတစ်ခွဲမှာရိခါလည်းတိတ်ပြီးရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်ပြီးရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိခါလေးစေဝါတင်နဲ့ဒရုန်းနည်းပညာရေးထောက်ပံ့တော့မယ်ဆိုတဲ့တဲ့လေးလူမှုကွန်ရက်မှာပြန်ထန်လာတယ်ဒါအပြင်မင်္ဂလာတိမှာရှိတဲ့ကော့ပစားလေးစိတ်ကိုတိုးချဲ့နေပြီးတော့အဲ့ဒီလေးစိတ်ထဲမှာအာဒရုန်းအခြေဆိုင်စကန်ကြီးတိစောက်မယ်အဲ့ဒီကနေပြစင်အေးအေးနဲ့ဆရာကိုထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်အာဘသူကစာပြီးဖွာလာလဲဆိုတော့ဦးသိမ်းမြတ်ပေါ့နော် TM Media အသက်ကြီးသလိုအုံနောက်ကြီးနေချင်ပါတယ် အသက်ကြီးသူလို့အုံတော်မကြီးလာတဲ့ခါကျတော့ကျမတို့လိုလူငယ်တွေကတော့လှောင်ပြောင်ရတဲ့အစဉ်အထိခမရဲ့အတည်ငြိမ်လာနေကြတော့တာတွေ့ရတယ်ပေါ့ဆိုတော့ဒီစရိတ်နာပါတော့ပြောတချို့လူတွေကစိတ်ပူနေကြတယ်ဟာတချို့ကျတော့လည်းဝမ်းသာနေကြတာပေါ့နော်ဟာဘုံဂျုံလေးတွေဒစ္စနီအားဖြင့်ဘုံဂျုံအမျိုးရုပ်တွေကဟာအခုတော့အေးအေးကိုမနိုင်ပဲနဲ့အေးအေးကိုအမေရိကန်နဲ့ကြောတာနောက်ခံတဲ့ဘင်္ဂလားဒေ့ကနေပြီးတော့အခုလူငယ်ကြီးပညာတွေထောက်ပံ့ပေးလို့ရှိရင်ဘယ်လိုဖြစ်တော့မယ်ညာလိုဖြစ်တော့မယ်ဆိုပြီးမစားရအောင်ဝါခမဲနေအားရအောင်ဝမ်းသာဖြစ်နေကြတယ်ဒီကိစ္စပေါ်မှာဆိုရင်ရတဲ့လူတွေကလည်းဘုတ်တူမဟာသိရင်ဒီကိစ္စပေါ်မှာတခုခုသုံးသပ်ပြီးပါဆိုပြီးကျွန်မပြောကြတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မလူရင်းတူရှင်ပြောရမယ်ဆိုရင်တော့ မနဲ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းလာမလားလို့ဖြာများနေကြမလို့သူနာနေရကိုတင်းသွားကအစကြွေးမေးလို့ရမေးဖြေးကြပါလိမ့်မယ်ကွယ်ပြူမောင်ပြန်ရောက်ချင်းကိုမောင်ပြန်ရောက်ချင်းကိုအဲ့ဒီလိုအခါခါခွန်ချိုတာပါလိမ့်မယ်ရွှေကြီးမျိုးပေါ့နော်ဆိုတော့ကျွန်မကလည်းဒီလိုမနဲ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းရောက်မလားဆိုပြီးတော့အဲ့ဒီလိုကိုမှားတဲ့စာလေးနဲ့မျှော်ချင်သေးတယ်လို့မျှော်ချမ်းပါသေးတယ်ဘာမှတော့ပြောခဲ့တာက2020နှစ်မှာပြောခဲ့တာအတူပြီးလာတော့မယ်အမေရိကန်တာယုံရှိမှာ အာတုဘီလာပါဆိုပြီးစက်ပုတ်တွေကင်ပြီးဒူးထောက်ပြီးတော့တောင်းဆိုခဲ့တယ်အတနာခံခဲ့တယ်အာတုဘီလာတော့မယ်ဆိုတော့အာတုဘီမကလုံးအာတုဘီအဖေပဲလာလာသွေးတိုးဆန်းရင်ခွေးမျိုးကဲလိမ့်မယ်လို့ကျွန်မပြောခဲ့တယ်အခုအာတုဘီမလာမယ့်တည့်ရဲ့အခါကျတော့နီးစက်ရဘိုးကူပြေးမှာတော့ဘင်္ဂလားဒီစက်တက်ကပဲမြန်မာပြည်လာတိုက်တော့မယ်ဆိုတော့ဘတော့လာတိုက်မှာလဲမနေ့တိုက်မှာလားနေ့လည်းတိုက်မှာလားညနေတိုက်မှာလားကျွန်မမျှော်နေပါတယ် နော်ဆိုတော့ကအဲ့ဒီလိုမျိုးတစ်ဖက်ကအုပ်စုတွေဝါဒဖြန့်လေကျမကခြိုက်လေပဲဆိုတော့တို့ဝါဒကောင်းကောင်းဖြန့်ပါသေးတွတ်ထားလိုက်ပါအဲ့ဒီလိုဝါဒများများဖြန့်ပေးတဲ့လူတွေကိုလည်းကျမကကျေးဇူးတင်တယ်ဒီနောက်ဆိုရင်ကျမအမျိုးတွေအနေနဲ့ကဒီအခြေအနေရဲ့အခြေအနေပေါ်မှာနားလည်ရေးစားလိမ့်မယ်လို့ထင်တယ်တချို့တော့အကြောင်းအရာတွေကထုတ်ဖို့ပြောဖို့မလိုအပ်တဲ့အတွက်ကျမထင်ချန်ထားပါတယ် မှန်တယ်ကဲအဲ့ဒီလိုအခြေအနေဖြစ်လာလို့ရှိရင်အမေရိကန်ကြောထောင်းနောက်ခံဖြစ်တဲ့ AA နဲ့ CIA ကတစ်ဖွဲ့တရုတ်ရဲ့ကြောထောင်းနောက်ခံဖြစ်တဲ့ကိုကန်နဲ့ပလောင်ကတစ်ဖွဲ့တို့တို့အဖွဲ့အချင်းချင်းတော့မပြီးတဲ့မှာ proxy ရောအာဖြစ်လိမ့်မယ်ဆိုတဲ့အတန်ဒီလေးကြားရတယ်ပေါ့နော်အဲ့ဒီမှာ BBC ကလည်းထွက်သွားတယ်တီရန်လက်ရှိမှာ TN Media ဆိုတဲ့ဥသိမ်းမြက်အသက်တာကြီးလာတဲ့အိုးနောက်ကကြီးမလာတဲ့အတွက်နော်လူပြောသူပြောများလာတဲ့အဖြစ်ပေါ့နော်ဆိုတော့ဒီနေရာမှာဥသိမ်းမြက်တို့ကဘာပြောလာလဲဆိုတော့မြန်မာပြည်ဟာဒုတိယယူကရိန်းကိုဖြစ်နိုင်ခြေရှိပါတယ်ဆိုပြီးတော့ဒီသူကိုတပူပေါ်နှစ်ပုံဆက်အောင်လက်ရှိမှာငလင်ပေးတာတမျိုးစစ်ပေးတာတမျိုးဒုက္ခမျိုးဆိုရောက်နေတဲ့အချိန်မှာတပူပေါ်နှစ်ပုံဆက်အောင်မိလောင်ရလေးပင်တော်လာလေးတွေ့ရတယ် ်ဦးသိမ်းမြတ်အသက်တာကြီးတာအုံနောက်ကကြီးမလောက်ထင်တယ်မြန်မာပြည်ဟာဒုတိယယူကရိန်းလိုဖြစ်နိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်မမဟုတ်မဟာသိပြောခဲ့တာ၄၅လလောက်ကြာခဲ့ပြီဘယ်အချိန်မှစပြီးပြောခဲ့တာလဲဆိုရင်စစ်ဖြစ်တော့ယူကရိန်းမြန်မာစစ်ဖြစ်တယ်စစ်ဖြစ်ရတဲ့အကြောင်းရင်းဒီယူကရိန်းဒီနေတို့အဖွဲ့တဲကိုဝင်ရှင်တဲ့အတွက်စစ်ဖြစ်ရတယ်ယူကရိန်းကသူ့ရဲ့ပြမအရင်မြစ်သူ့ရဲ့နကူမူလနိုင်ငံရေးရေမဲချက်နိုင်ငံရေးဆန္ဒဖြစ်တဲ့နေတို့ဖွဲ့တဲ့ဝင်ရှင်တဲ့အဲ့ဒီကနေစစ်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့စင်ချန်ရေးရွှေ့နေတဲ့အခါတကယ်စစ်ကိုလက်ခံပြီးဖြစ်သွားတယ် ပြည်ကျေးပြီးလိုသေးသွားတဲ့ယူကရိန်းကဆွေးနွေးပွဲမှာမပါလာတော့ဘူး။ဒါ့အပြင်ပိုလန်နိုင်ငံကပြောလဲ။ပိုလန်နိုင်ငံရဲ့ခေါင်းဆောင်ကပြောတယ်ယူကရိန်းကိုသူတို့ပိုလန်က EU ဥရောပသမဂ္ဂထဲမှာဝင်ဖို့စိတ်ကူးတော့စိတ်တောင်မကူးနဲ့။ ဥရောပသမဂ္ဂမှာယူကရိန်းအတွက်နေရာမရှိဘူးလို့ပုံလဲကောင်းဆောင်ကပြောတယ်။အဲ့ဒီလိုပဲနေတို့အခွဲဝင်ဖြစ်တဲ့အင်အားကြီးနိုင်ငံတွေကလည်းထို့သဖြင့်တူရကီတို့ဆွီဒင်တို့ကလည်းပဲယူကရိန်းကိုနေတို့အခွဲလို့လုံးဝဝင်မခံနိုင်ဘူးလို့ပြပြတတပြောတယ်။အဲ့ဒီအချိန်တွေကကျွန်မပြောခဲ့တာမြန်မာပြည်ဟာဒုတိယယူကရိန်းလို့ဖြစ်နိုင်ခြေရှိတယ်တတိထားပါလို့ကျွန်မပြောခဲ့တယ်။အဲ့ဒီချိန်လုံးကဥသိမ်းမြတ်တို့ပဲခြုံထဲမှာသွားပြီးအပြော်နေလဲဆိုတာတော့ကိုယ့်ကိုယ်ကိုပဲသိလိမ့်မယ်။ဆိုတော့နိုင်ငံရေးကိုအဲ့ဒီလိုမျိုးစိတ်ရင်းကိုကြိုးပြီးမြင်နိုင်တဲ့အရေးချင်းမရှိပဲနဲ့စိတ်ရင်းကိုတက်ရောက်ကမလုံနဲ့။တခြားခင်ဗျအာချင်းရက်ွက်ထဲမှာရက်ထဲရွာထဲမှာအပလာလို့လို့ရှာတယ်စိတ်ရင်းမှာလာပြီးအပလာမလုံနဲ့။ နော်သူ့ရဲ့ရိမတ်ချက်ဖြစ်တဲ့ယူကရိန်းနဲ့ယူကရိန်းကနေတိုးဖွဲ့လည်းဝင်လို့မရ EU ဖွဲ့လည်းဝင်လို့မရပဲလေယူကရိန်းနိုင်ငံကြီးပြည်စည်းသွားတာပဲဖတ်တင်ပြီးတော့ယူကရိန်းပြည်သူတွေလူမျိုးတွေပေးပြီးတော့မျိုးဆက်တွေလူသားအရင်းမြစ်တွေပြည်စည်းသွားရတာပဲဖတ်တင်တယ်ဘာရလိုက်တယ်လဲအဲ့ဒီဥစ္စာနဲ့နှိုင်းရှင်ပြီးတော့မြန်မာပြည်မှာအခုတက်တော်များနဲ့ကွန်ဆက်ဆင်ရေးဆိုရဲအန်ယူဂျီတွေကိုကျွန်မမေးတယ်ဗရက်တွေကိုမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လဲခင်ဗျားတို့ပလောင်ချင်းရဲ့လေးရှိကဘာရလိုက်တယ်လဲကရန်ယူရှိမှာကြွန့်ခန့်နေတဲ့ကရန်ယူနဲ့ PDF ကိုကျွန်မမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လဲချင်းရှိမှာ CN နဲ့ CN ရှိမှာချင်းဘာသာခုရှိမှာကြွန့်ခန့်နေတဲ့ ိအန်ယူချင်းနဲ့ PDF တွေကိုကျွန်မမေးတယ်ခင်ဗျားတို့ဘာရလိုက်တလဲစစ်ကြောင်တင်စစ်ကြောင်ကြည့်ပြီးတော့ကျွန်မတို့မြန်မာနိုင်ငံကြီး D state ဖြစ်သွားတာပဲဖတ်တယ်လေနောက်ဆုံးမှာမြန်မာနိုင်ငံ free state ဖြစ်သွားတာပဲရလိုက်တယ်အကျိုးမြတ်နေတဲ့မြန်မာနိုင်ငံ D state ဖြစ်သွားရင်မြန်မာနိုင်ငံ free state ဖြစ်သွားတယ်မြန်မာပြည်သူလူထုတွေစင်ရဲမွေးတည်တဲ့နှုံထဲမှာနှစ်တရနှစ်သွားတာပဲဖတ်တယ်လေဒါကြောင့်မို့ခင်ဗျားတို့ရဲ့လုံရက်တွေကိုရက်တန်းကရက်ရမယ်လို့ကျွန်မသတိပေးခဲ့တယ်စစ်ရဲနိုင်ငံကြီးတုံးတက်တယ်ဆိုတော့အဲ့လိုတုံးတက်ရတယ် ျွန်တော်ကလက်ရှိမှာဘင်္ဂလားဒေ့အကူအညီနဲ့အမေရိကန်ကျွန်တော်နောက်ကနေဘင်္ဂလားဒေ့စစ်တပ်ကအီဘက်ကလာပြီးထောက်ပံ့မယ်ဆိုတော့အဲ့ဒီလိုဒီအဲ့ဒီလိုမျိုးဝါဒဖြန့်နေတဲ့လူတွေကိုကျွန်မကကျေးဇူးတင်တယ်ခင်ဗျားတို့များများဝါဒဖြန့်ပါလို့တော့ကျွန်မကတိုက်တွန်းချင်သေးတယ်အဲ့ဒီလိုဝါဒဖြန့်လေးကျွန်မတို့ကသဘောချနေပါပဲနော်ဆိုတော့ကဒီလောက်ဆိုလို့ရှိရင်တချို့အကြောင်းအရာတွေကပြောလို့ထုတ်ပြောလို့အာချိုးတင်ပြီးထုတ်ပြောလို့မရတဲ့အတွက်ကျွန်မမျိုးတွေနားလေသဘောပေါက်နေမယ်လို့ကျွန်မထင်ပါတယ်နောက်ခုကတော့ ဟာကျွန်တော်စမှုတန်းနေပေါ့နော်စမှုတန်းနေတော့ခိုးတဲ့ကိစ္စစမှုတန်းတော့ခိုးမှုတတင်းနေတော်တော်များများကြာရတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အာတယောက်နှစ်ယောက်လည်းဖုတ်ဖက်နေအခွဲလိုက်တော့ခိုးမှုတွေကြာရတယ်ကျွန်တော်တို့ဘက်ကတော့တော့ခိုးတယ်ပေါ့ဟိုဘက်ရောက်တော့ပြောရဲဆိုရင်တော့တို့ရှိမှလက်နဲ့ချပြီးအလင်းဝင်နေဆိုတာမျိုးတွေပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဟာလူတို့ကြားထဲမှာပြန့်နှံ့မှုတွေပြောဆိုမှုတွေများတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျွန်မကအခြေအနေမှန်ကိုပြောမယ်ကျမကအရှိကိုရှိတာအမှတ်ကိုမှန်တိုင်းပြောမယ်ခလာတို့ကအရှိကိုရှိတာအမှတ်ကိုအမှန်တိုင်းလက်ခံရတဲ့တက်တည်ရှိမှာဒီဗီဒီယိုခါရောဆုံးအောင်လိုက်ကြည့်ပါဆုံးအောင်နားထောင်ပါစက်မူထန်းနေ တချို့ကတော့မိမိဆန္ဒရစစ်မှုထမ်းတာရှိတယ်တချို့ကကြောက်လို့စစ်မှုထမ်းတာရှိတယ်တချို့ကတော့ပုံမတိဘာမတိဘဲနဲ့ပေါ်တာဆွဲခံရလို့စစ်ထဲရောက်ပြီးစစ်မှုထမ်းရတဲ့လူတွေရှိတယ်ဒါကြောင့်မလို့လူအမျိုးမျိုးစိတ်အထွေထွေခံယူချက်မျိုးစုံရှိတဲ့အတွက်တကယ်တမ်းတာဝန်ထမ်းဆောင်တဲ့အခါမှာတပုံထမ်းမှာတော့ကူသွားတဲ့လူတွေရှိတယ်အဲ့ဒီတဲ့ရင်းလေးကိုပဲတစ်ဖက်ကပြည်ဖြတ်မိတာတွေနဲ့တစ်ဖက်ကလော်ဘီတွေပရိုပဂန်ဒါတွေကအုံနဲ့ချင်းနဲ့ဝါရဖက်ကြတယ်ဘယ်နာမှာတော့စစ်မှုထမ်းဘယ်နှစ်ယောက်တို့ရှိမှအလင်းဝင်ပါတယ်ဘယ်မှာတော့စစ်မှုထမ်းဘယ်နှစ်ယောက်အလင်းဝင်ပါတယ်တို့တို့ဒါကိုဝါရဖက်ကြတယ်ဒါပေမဲ့ကျွန်မပြောမယ်အလုံးစုံအများဆုံးရှိရင် သူတို့ပြောတဲ့သူတို့ပြည်သူတော်လိုင်းရေးတပ်ဖွဲ့တွေမှာပြည်သူရေခွဲထားမှာခိုးလုံပြီးတော့အလင်းဝင်သွားပါတယ်ဆိုတဲ့စစ်မှုထမ်းကအများဆုံးရှိရင်လူ900ခင်ဗျားတို့ကအနောက်ပါနာနဲ့ကျွန်မက20တိုးပြီးလိုက်တယ်လူတစ်ထောင်လူတစ်ထောင်လုံးဝမရှိဘူးနော်ခင်ဗျားတို့ကအနာပါနာနဲ့ဖားလေးငားလေးတွေပြောပါစီအယုံစိတ်ချမ်းသာရင်တိုင်းပြည်တော်ဝအေးချမ်းတယ်ဆိုတဲ့သဘောတရားနဲ့လူဦးရေကိုတိုးပြီးလိုက်တာအများဆုံးလက်နက်ချပြီးတော့ကူသွားတယ်စစ်မှုထမ်းကအများဆုံးရှိရင်လူတစ်ထောင်ပဲရှိတယ်ဒါဆိုရင်လည်းဒီမှာပြည်သူစစ်မှုထမ်းကအပတ်စဉ်၁၂ထိခေါ်နေပြီ။၁၂ခေါ်နေပြီဖြစ်တဲ့အတွက်၁၁ကတင်းတန်းတက်နေစေရှိတယ်။ဆိုတော့အပတ်စဉ်၁၀ထိ စစ်အင်အားလုံလောက်စွာစူးစောင်းပြီးသွားပြီဖြစ်တယ်။တပတ်စင်မှာလူ9000နဲ့အပတ်စင်10ဆိုတော့စစ်မှုထမ်းတပ်သားတွေလူ9000ရှိ။အဲ့ဒီ9000တွေက1000လောက်တောက်ခုသွားတာကိုခမားတို့ကဘဝချင်းထဲနေကြတယ်။ဘယ်နာမှာတောက်ခုလာပြန်ပြီဘယ်နာမှာကျွန်တော်တို့ရှိဖို့အလင်းဝင်လာပြန်ပြီဆိုပြီးခမားတို့ကိုထောက်ခံတဲ့နေပေါ်နေပေးတယ်ခမားတို့မျောလင့်ချက်အမားတွေတရင်အမားတွေပေးနေတယ်ခမားတို့နားထဲကိုအစိတ်ခတ်နေတယ်။အဲ့ဒီမျောလင့်ချက်အမားတွေကြောင့်ခမားတို့တေးကျဲသွုံးနဲ့တေးလာရတယ်။ နော်ဆိုတော့ကျမတို့ဘက်ကအာတက်မတော်ထောက်ကန်တဲ့လူတွေတက်မတော်ချက်တဲ့လူတွေနိုင်ငံချက်တဲ့လူတွေအနေနဲ့ကလည်းဒီပုံမှာခင်ဗျားတို့စိတ်ဆိုးရင်ပို့မလို့စိတ်ပို့ဖို့မလို့စက်ပုံထမ်းတတ်တတ်ကအနည်းဆုံးအင်အား9000ရှိတယ်အဲ့ဒီ9000ပါလက်ရှိမှာတပုံထမ်းပါကိုပြောင်းသွားတယ်မြို့ညက်ကလူတစ်ထောင်မပြည့်ဘာလို့ခင်ဗျားတို့ဘာလို့ခြေပွဲဝင်နေနေကြတာလဲဒီလောက်ဆိုရင်နောက်နောက်ပြည့်ဖက်မိသားစုတွေမှာနော်ပြည့်ဖက်အုပ်စုတွေကဘုံကျုံမျိုးညင်းတွေပါဇက်ကနေပြီးတော့ကျွန်တော်တို့ရှိခိုးစစ်မှုထမ်းတတ်တဲ့တွေအလင်းဝင်လာပါတယ်ဆိုတဲ့တဲ့နဲ့ပတ်သက်ရင်ခင်ဗျားတို့မတုံ့လှုပ်ပါနဲ့လို့ကျွန်မကြိုတင်သတိပေးပါတယ်နောက်ကော အရက်သားတွေကိုပြစ်မှတ်ထားလာတဲ့အောင်စီရဆစ်ချောင်းဆစ်တဲ့အောင်စီရဆစ်ချောင်းကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းကနေတိုက်ခတ်နေတဲ့ပုံကျဲတိုက်ခတ်နေပါတယ်ခရင်ပြင်းနဲ့အနှံ့ပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဆိုပြီး KNU ကစာထုတ်တယ် KNU ကစာထုတ်တယ်ဆိုတော့ခင်ဗျားတို့ KNU ကိုယ်တိုင်ကပြောခဲ့တာခင်ဗျားတို့ KNU ကအပိနေတဲ့ lobby ကြီးကစက်ကပြောခဲ့တာအောင်စီရဆစ်ချောင်းကိုခင်ဗျားတို့ချိန်မုံလိုက်ပြီးဖြစ်တယ်အောင်စီရဆစ်ချောင်းကိုခင်ဗျားတို့2023နဲ့ကချိန်မုံလိုက်လို့ဆစ်ချောင်းတစ်ခုလုံးအတုံးအယုံနဲ့တည်သွားပြီအခုလည်းပဲခင်ဗျားတို့လုံးခဲ့တဲ့တပတ်လောက်ကအရေးအဝေးတည်င်းဌာနမှာ ကရင်ကျဖက်ကောင်ကပြောခဲ့အောင်စရာစစ်ကြောင်ကအချက်မရှိတော့ပါဘူးတိတ်ကောင်မရှိတော့ဘူးအောင်စရာစစ်ကြောင်ကြီးကိုကျွန်တော်တို့ KNU ကကျွန်တော်တို့ကရင်တပ်မတော်သားတွေကချေမှုန်းနိုင်ခဲ့ပါတယ်လို့ပြောတယ်အခုတပတ်တော်မပြည့်သေးဘူးအောင်စီရစစ်ကြောင်းကကင်းပြင်းနေမှာတိုက်ပွဲတွေဖုံးဆောင်ပြီးတော့အရက်သားတွေကိုပြစ်မှတ်ထားနေတယ်လို့ခဏလိုပြောတယ်။တခါချင်းမီနယ်ဘက်မှာဆိုလို့ရှိရင်လေချင်းတော်လိုင်းတပ်ခွဲတွေတိမ့်ပိုက်ထားတဲ့စစ်ကောင်စီကင်းစင်သွားတဲ့ချင်းမီနယ်တောင်ပိုင်းကိုစစ်တပ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေပါတယ်လို့ခဏလိုပြောတယ်။တကယ်တဲ့အရက်သားတွေကိုပြစ်မှတ်ထားခန့်ပြစ်မှတ်ထားပြီးတိုက်ချိန်ရင်လေးရင်စီအကုန်ခံပြီးကင်းပြင်းနယ်ကိုဘာကြောင့်သွားမှာလဲ။ လေးရစီကုန်ခံပြီးချင်းပြည်နယ်ကိုဘာကြောင့်သွားမှာလဲရန်ကုန်မြို့ထဲမှာတင်ကရင်နေချင်းနေရခိုင်နေအများကြီးရှိတယ်အဲ့နာမှာဘုံတလုံးလောက်သွားချင်လို့ရတယ်ခဏတို့ကိုရိုးရိုးရှင်းရှင်းလူလူနားလဲအောင်ရှင်းပြတာတတင်းစာမှာဆိုလို့ရှိရင်လည်းပဲအေဘူးဘင်္ဂလားဒေ့ကထောက်ပံ့တော့မယ်အမေရိကန်ကထောက်ပံ့တော့မယ်ဒါအေကရခိုင်ပြည်နယ်အပြင်မော်တင်ဆိုးကိုတော့တင်တော့မယ်အမေမော်တင်ဆိုးကိုတင်တော့မယ်ဆိုလို့အေအေတတင်းဒီနားထောက်ကြည့်တော့ရာဝီတိုက်လေးမျက်နှာမျိုးကိုစစ်တပ်ကပိုးချဲနေပါတယ်ခင်ဗျားတို့ငိုကြတယ်ညောင်ကျိုးစကန်ကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါရင်ဒါကြောင့်မလို့ကပ္ပစာခွန်ကပ္ပစာ6တော့ကြော်စာပြီးလက်မြေဆက်ယုံလို့ ကျမတို့ဘာသာအုပ်ချက်ပင်ဆင်းတဲမှာဆိုလို့ရှင်ဆင်းတဲလို့ကြောက်ခုလို့ကပါချာဆက်ယုံနေကိုမချခဲ့မှာအီကြီးကတိမ့်ပါတော့မယ်ခင်ဗျားတို့ဝါဒပြန်ခဲ့တာ၃လတောင်ကြာခဲ့တယ်ဒီလိုပဲမကွေးတိုင်းငယ်ဖဲမျိုးနဲ့ကိုအေးအေးနဲ့တော်လိုက်တစ်ဖက်လေးကတိုက်ခိုက်သိမ်းပါလိုက်ပါတယ်လို့ပြောတယ်ဒါဆိုလို့ရှင်ခင်ဗျားတို့ပြောတယ်လို့တက်မလို့ကအမှန်တကယ်သာရက်သားကိုပြင်မဲ့ထားတိုက်ခိုက်မယ်ဆိုရင်အေးအေးတိမ့်ထားတယ်ဆိုရင်ရခိုင်တပြည်နယ်လုံးပုံကျဲလို့မိတောင်ပြကြပြီပြလေးဆွသွားခဲ့တာတော်တော်ကြာခဲ့မယ်ခုလောက်ဆိုရင်ရခိုင်တပြည်နယ်လုံးပြကြလို့ရခိုင်နယ်လူမျိုးတုံးတွေတေချာတို့နဲ့တေရတဲ့အဖြစ်ကိုရောက်သွားလိမ့်မယ်။နော်။ဒါတော့မှတမတော်ကနေပြီးတော့ တမတော်ကနေပြီးတော့ထိမ့်ထိမ့်တိမ့်တိမ့်နဲ့စစ်ဖက်အရက်ဖက်စီရင်ပြမဲ့နဲ့အရက်သားပြမဲ့ကိုခွဲခွဲခြားခြားခွဲခြားပြီးတော့ခြေမုံးလေးရှိရဲဒါကြောင့်မလို့မနေ့ကဆိုလို့ရှိရင်မနေ့ကဧပြီ16ရက်နေ့ရခိုင်ပြည်ကြောက်တော်မြို့နယ်မှာရှိတဲ့အေးအေးရဲ့ဘာပါလဲအေးထောက်ဖို့နေနဲ့အေးလက်နဲ့ဆက်ယုံအေးကိုရိတ်ခါနဲ့ဆေးဝါးတွေထောက်ပံ့ပေးနေတဲ့နေရာကိုတမတော်ကလေးကြောင်ပုံကျဲရှင်းလင်းခဲ့ခဏလိုပြောသူလို့သားအမှန်တကယ်စစ်တပ်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေမယ်ဆိုရင်အဲ့ဒီလိုမျိုးအရက်ဖက်ပြစ်မှတ်နေစီရင်ပြစ်မှတ်ကိုမခွဲခြားဘဲနဲ့ကြောက်တော်မျိုးကိုမကြာခဏသတိရတိုင်းသွားပြီးပုံကျဲနေမှာပေါ့ ရခိုင်ပြည်နယ်မှာအေးအေးတိမ့်ထားပါတယ်ရခိုင်တပြည်နယ်လုံးကိုအေးအေးတိမ့်ထားပါတယ်ဆိုရင်အဲ့ဒီကရက်သားပြတ်မှတ်တဲ့ကိုမီးလောင်ပြာချပြီးခဲ့တာတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့ဆိုတော့နောက်ကျိုးကိုတိမ့်ပြီးလို့ဝါရဖြန်တာမအောင်မြင်ဘူးနောက်ကျိုးကိုတိမ့်ပြီးလို့အောင်ပွဲခံပြီးလေကြည့်ပြီးတော့မြေပြင်မှာတကယ်တည်သွားတယ်နော်အေးရီတိုင်းချောင်းတာကိုအေးကတိတ်တော့မယ်အေးရီတိုင်းကပတ်သိမ်မော်တင်ဆုံးကိုအေးကတိတ်တော့မယ်ဆိုပြီးဝါရတွေဖြစ်နေတကယ်တမ်းမှာခွေးတွေဝက်တွေတီးသွားတဲ့အခါကျတော့လေးမျက်နှာမျိုးကိုစစ်တက်ကပုန်းချက်ပါတယ် ကြောက်တုံမျိုးကိုစက်တက်ကတိုက်ပွဲမရှိဘဲနဲ့ဘုံချက်ပါတယ်စစ်တက်ကအရက်သားပြင့်မှတ်အရက်သားတွေကိုပြင့်မှတ်ထားပြီးတိုက်ခိုက်ပါတယ်ဆိုတော့ခင်ဗျားတို့တလင်ကကြင်လမ်းစဉ်တွေကိုတုံးခိတ်ကြတယ်ဆိုတော့ခင်ဗျားတို့ရဲ့တပြားဟောင်းကြီးတွေကယိုးနေပြီဖြစ်တဲ့အတွက်နောက်25လည်းရောက်နေပြီเนาะ2020တက်တက်ကခင်ဗျားတို့ပြောခဲ့တဲ့အရက်သားအရက်သားပြီးသူပြီးသူเนาะတပြားဟောင်းကြီးကယိုးနေပြီဖြစ်တဲ့အတွက်နီးလန်းတိလီပါလေးဆက်လာတယ်နေเนาะဆိုတော့ကျွန်မအစောကပြောခဲ့သလိုပဲဘင်္ဂလားဒေ့ရဲ့အီအာအမေရိကန်ကကြောတော့နောက်ခံနဲ့အီအေကိုထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းတွေကြားလေကျွန်မတို့က ပျော်လေးဝမ်းသာလေးပဲအဲ့လိုသတင်းတွေကြားလေးအေးရဲ့နောက်တန်းနေဖြစ်တဲ့ကြောက်တော်နဲ့အေးရဲ့နောက်ခံတက်တွေကိုကျမတို့ကဘုံကျဲချေမောင်းတိုက်ခိုက်လို့ကောင်းလေးပဲနော်အဲ့ဒီလိုပဲအောင်စရာစစ်ကြောင်းဆိုရင်အောင်စရာစစ်ကြောင်းကို KNU ကတိုက်ခိုက်သိမ်းမလိုက်ပြီးလို့ချေမောင်းလိုက်ပြီးလို့ခင်ဗျားတို့ကပြောလေးကျမတို့ကကြိုက်လေးပဲအဲ့ဒီလိုပြောလေးအာအောင်စရာစစ်ကြောင်းကိုချေမောင်းလိုက်ပြီးလို့ပြောလေးတာလဘောင်းရင်တွေးလေးပဲအခုဆို KNU ကိုယ်တိုင်ကအတန်ထွက်လာတယ်ဆက်တဲ့အောင်စရာစစ်ကြောင်းကပြည်ရင်းစစ်မှာတုံးလို့မရတယ်အတွဲလိုက်မင်းဆိုင်တုံးနေတုံးပြီးခင်ပြင်းနေတပြင်းနေလုံးမှာတိုက်ပွဲတွေဖော်ဆောင်နေပါတယ်ဆိုပြီးတော့ဟိုပြနေကြတယ် နော်ဆိုတော့ခင်ဗျားတို့ကအောင်စရာချစ်ချောင်းကိုနှိမ့်နှိမ့်လိုက်ပြီးလို့ပြောလေကျမတို့ကကြိုက်လေခင်ဗျားတို့ကအေးအေးကညောင်ချူကိုတိတ်ပါပြီးလို့အေးအေးကပသိမ်မော်တင်ဆုံးကိုတိတ်တော့မယ်အေးအေးဘက်ကနေပြီးတော့မိင်္ဂလာတွေနဲ့အမေရိကန်ကကူပြီးတိုက်ပါတော့မယ်လို့ဝါဒဖြန့်လေကျမတို့ကကြိုက်လေပဲခင်ဗျားတို့ကလေထဲကပေါ်ရင်တက်မလို့သားတွေကမြေပြင်မှာတကယ်စော်တယ်ဆိုတော့စစ်တိုက်တယ်ဆိုတာကမြေပြင်မှာပဲလေထဲမှာပဲတိုက်လို့မရဘူးမြေပြင်မှာတိုက်ရတယ်တကယ်တမ်းကျတော့အပြောနဲ့မဟုတ်ပဲနဲ့အလုံးနဲ့သက်သေပြနေတာတက်မလို့သားတွေဒါဖြစ်တယ်